မင်းသမီးတယောက်ဖြစ်ပြီးဖြူဖြူထွေးလောက်မလိုဘူးလို့နိုင်ရှင်ခံရတဲ့ပုံမှာတုံ့ပြန်လာခဲ့တဲ့ချူလီ MCL ပြိသက်များလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင့်ချူလီကလက်ရှိမှာဆိုရင်ဒေဒိတ်ကျဲမင်းသမီးတွေရဲ့နေရာကိုစက္ကန့်ဖို့တောင်ခြေလန်းစတင်နေပါပြီ အကယ်ဒမီလည်းရသွားပြီဖြစ်တယ်လို့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းဇက်တိုက်ဆိုတယ်လို့ရှိုက်ကူးလာတာပါအောင်မြင်လာပြီမင်းငလင်ပင်းနဲ့ပတ်သက်ပြီးအလူအတန်းသိမ့်မလို့တဲ့အတွက်ပရိသတ်တွေကြားမှာပြောစရာဖြစ်လို့နေပါတယ်ငလင်ပင်းတဲ့အချိန်မှာလူများကအိုးအိမ်တွေပျက်စီးသွားတာဒုက္ခရောက်ကြရပါတယ်ဒါကြောင့်မလို့ချမ်းသာသူတွေနဲ့အမှုပညာရှင်တွေကငလင်ပင်းအတွက်တက်နိုင်သမျှလှူဒန်းပေးကြပါတယ် ်အမှုပညာရှင်တွေထဲမှာငလင်ပင်အတွက်အပြိုင်ဆိုင်ကိုအလူငွေကောက်ခံကလှူပေးကြတာပါဒါအပြင်ဖြူဖြူထွေးကငလင်ပင်အတွက်နေမနာညမအားကိုလိုက်လံလှူပေးနေတာပါဖြူဖြူထွေးကမင်းသမီးတယောက်မဟုတ်ပေမဲ့ငလင်ပင်အတွက်တန်နိုင်သမျှလုပ်နေတာကြောင့်ပြိတ္တအားလုံးကအချက်ပေါ်နေရတာပါ ဒိတ်ဒိတ်ချင်းမင်းသမီးတွေကတော့သူ့လောက်မလုပ်ပေးနိုင်ပင်ဖြူဖြူတွေးကအာကျုံမတက်ကိုကြိုးစားနေရရှာတာပါဒါကြောင့်မလို့ပရိသတ်တအုပ်ကချူလေးနဲ့ဖြူဖြူတွေးကိုနှိုင်းရှင်လာလာလေးရှိပါတယ်ချူလေးကအကယ်ဒမီကမင်းသမီးတယောက်လည်းဖြစ်တယ်လို့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ဇက်တိုင်ရိုက်ကူးနေရပြီး ငလင်းအတွက်မလူတာမဖြစ်သင့်ဘူးလို့ဝေဖန်နေကြတာပါဖြူဖြူတွေးဆိုရင်ဆယ်လီဖြစ်ပြီးမယ်သူကိုယ်တိုင်လည်းအလူငွေတိန်းရာချီလူနေတာဆိုပြီးချူလီအားကြအောင်ထောက်ပြလာခဲ့ပါတယ်ချူလီကဆယ်လီဖြစ်တဲ့ဖြူဖြူတွေးနဲ့နိုင်ရှင်ခံလိုက်ရတဲ့ပုံမှာစိတ်ခုသွားခဲ့ပြီးချက်ချင်းဆိုသလိုတုံ့ပြန်လာခဲ့ပါတယ်သူမအနေနဲ့မလူနိုင်တာမို့မလူတာပါဆိုပြီးတုံ့ပြန်လာခဲ့တာပါချူလီကမင်းသမီးတယောက်ဖြစ်ပြီးမယ်လက်ရှိမှာအင်ကောင်းကောင်းနဲ့နေတိုင်းမို့အကျွေးဆက်နေရသလို့ ကာကောင်စာဝယ်ထားတာကိုလည်းအကျွေးဆက်နေရတယ်ဆိုပြီးပြောလာတာပါအိမ်ကျွေးကာကျွေးတွေမဆက်နိုင်သေးတဲ့အတွက်ငလင်ပြီးမှတခြားအမှုပညာရှင်တွေလိုတင်းရာကြီးမလူနိုင်တာပါလို့ချူးလေးကပြောပြလာခဲ့ပါတယ်ဖြူဖြူတွေးကတင်းရာကြီးလူနိုင်တဲ့အပေါ်မှာလည်းအားကျနေရပါမယ်လိုင်းမလုံနိုင်ပါဘူးလို့ဆိုပါတယ် အခုလက်ရှိတော့300ရာပတ်စံမရှိဘူးလို့ပါလက်ရှိအခြေအနေကိုချပြလာခဲ့တာပါဒါအပြင်ရသမြငွေကိုစုဆောင်းပေမဲ့မစူးမီနေပဲဖြူဖြူထွေးလို့မပေါများလာတာကိုလည်းသူမအနေနဲ့မတန်မှန်နေကြအောင်အရှိကိုအရှိတိုင်းညှီးလာတာပါ ကျူလီကသူမကိုဝေဖန်တာကိုလည်းလုံးဝသီးမခံတတ်ပါဘူး။တီးတီးတင်မခံတတ်သလိုမဟုတ်မမှန်ရင်တုံ့ပြန်တတ်သူပါ။ရုပ်ရှင်စကားကြီးတွေမြန်ရခင်ဇလန်းတွဲတွေရိုက်နေရတဲ့အချိန်မှာကလေးကနာမည်ကိုရှေ့မှာမတက်ပြီးတဲ့အတွက်လည်းမီဒီယာရှေ့မှာပွဲဖြစ်ခဲ့ပါသေးတယ်။ကျူလီကအောင်မြင်အောင်ကြိုးစားသလိုအောင်မြင်လာတဲ့အချိန်မှာလည်းနေရာကိုကြောက်ခံတာမျိုးလုံးဝလက်မခံပါဘူး။ကျူလီရဲ့စကားကိုသူမရဲ့ပရိသတ်တွေကတော့အပြည့်အဝဝန်းရံကြပါတယ်။မရှိရင်လှူပေးစရာမလိုဘူးဆိုပြီးဝန်းရံပေးကြတာပါ။ဖြူဖြူထွေးကဆယ်လီတယောက်ဖြစ်ပြီးမြင်အနုပြ ညာရှင်တွေတက်ကိုဝင်ငွေလဲကောင်းကအများကြီးအဆင်ပြေလာခဲ့တာဖြစ်ပါတယ်အင်ဂျင်အင်ကောင်းတွေအများကြီးလဲပိုင်ဆိုင်ထားသလိုလုပ်ငန်းခွဲတွေအများကြီးလဲပိုင်ဆိုင်ထားတာပါမင်းသမီးတယောက်ဖြစ်ပြီးဖြူဖြူတွဲလောက်မလူနိုင်ဘူးလို့နှိုင်းရှင်ခံရတဲ့ပုံမှာတုံ့ပြန်လာတဲ့သူလေးပေါ့သဘောကျရဲ့လားဆိုတာအမြင်လေးကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်